လူတိုင်းအောင်မြင်နိုင်တယ်ချမ်းသာစရာမလိုဘူးငွေကြေးပြည့်စုံစရာမလိုဘူးပြီးတော့ပညာတတ်စရာမလိုဘူးအဓိကတော့ကိုနဲ့ရင်းနေတဲ့မိတ်ဆွေပေါင်းတဲ့နေရာဈေးဆယ်ဆိုတာနဲ့ကိုအထင်မြင်သေးပြီကိုတက်ပညာရေးတာတဲ့လူတွေဟလာနေပဲတီးတီးမှာအောင်မြင်နေတဲ့လူတွေကကိုကိုနှိမ်ချပြီးတော့မျိုးမျိုးဆက်ဆံကြတာပေါ့ဆိုင်ရအလုံး15ဆိုင်ပေါ့ဆိုင်ကိုအကောင့်ထဲပေါ်ပြတာဆိုလို့ရှိရင်တော့အခုလက်ရှိဆိုလို့ရှိရင်တော့ဒါ3လအတွင်းနဲ့ရှိသေးတယ်ပေါ့3လအတွင်း15ဆိုင်ဖွင့်ခဲ့ရတယ် င်္ဂလာပါရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ပေါ့နော်အမဒီအမရဲ့ဆိုင်လေးဖြစ်တဲ့မင်းမင်းဘိုက်ကလေးဆိုရင်နာမည်ပေးဖြစ်ဖို့လို့အရင်ဆုံးပြကြပေးပါတော့အဓိကတော့အဲ့ဒါဆိုင်ဟိုဘာ branding နာမည်တော့မဟုတ်ဘူးပေါ့နော်တကယ်နာမည်ကအိမ်မှာ logo ထဲမှာပါတယ်ပေါ့ TNC online shop ဆိုတာမင်းမင်းဘိုက်ကလေးရဲ့ branding နာမည်ပေါ့နော်မင်းမင်းဘိုက်ကလေးဆိုတာကြတော့ဒါအများမင်းကကိုဝင်းနဲ့ဈေးစာရောက်တဲ့အချိန်မှာဒီကိုဝင်းတဲ့ဘိုက်ကြီးတဲ့ယူသူက admin လို့ခေါ်တာဟုတ်เนาะဈေးတဲ့ဒီ Facebook လောကမှာဈေးလာဝယ်ရင် page ပိုင်ရှင်တွေကို admin လို့ခေါ်ကြတာအသုံးအနှုန်းပေါ့အဲ့တော့မင်း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 လို့ခေါ်ရတယ်သူတို့ကမင်းမင်းကိုဘိုက်ကလေးဘိုက်ကြီးနေတဲ့သူမလို့ဘိုက်ကလေးလို့သူကခေါ်တာအဲ့တော့အများနာမည်မှာသူတို့ကမင်းမင်းဘိုက်ကလေးမင်းဘိုက်ကလေးသူတို့ကအမြဲကွာအဲ့တော့တခါကျတော့အခု personal branding နာမည်ကပါပျောက်ပြီးတော့အကုန်လုံးကမင်းမင်းဘိုက်ကလေးပဲခေါ်ကြရင်လည်းအော်အဲ့ဒါဆိုရင်တော့လူအများချစ်တဲ့နာမည်လေးလူများကိုကိုဒီလိုခေါ်ရပေါ့နော်အဲ့ဒါနဲ့ပြီးဖြစ်သွားတယ်အဓိကတော့စားသမားတွေဆိုတော့ကိုကစားကောင်းကောင်းကြိုက်တယ်လေ ဟိုကြိုက်တဲ့စားတောက်တွေကိုသူများရဲ့လဲကြိုက်နေတတ်မယ်ဆိုပြီးတော့ထူးခြားတဲ့စားတောက်တွေပိုကြိုက်တယ်ထူးခြားတဲ့စားစာလေးတွေတခြားဟိုတနေတကြီးရနေပြီးတော့ထွက်တဲ့အစားတောက်လေးတွေကိုရန်ကုန်မြေမှာမြန်ပြန့်ဖြတ်ခြင်းနဲ့စိတ်ရှိရပေါ့နော်အဲ့ဒီစိတ်ကလေးတွေကြောင့်မြေပြန့်ဒီအရယ်ကိုပြန်ပြီးတော့ဖြန့်ဖြစ်တာပေါ့အဲ့ဒါလေးဘဝအစကိုပြန်သွားမှာဒါကြောင့်ရွေးချယ်ခဲ့လိုက်ဆိုတော့အကုန်လုံးကနေသူ့အရင်သူအစင်ဆက် ဖြစ်ခဲ့တာပေါ့နော်ဒါတမင်တကာရည်ရွယ်ပြီးလုပ်ခဲ့တဲ့အရာတခုမှမရှိဘူးသူ့အဲ့သူဖြစ်စင်တယ်လို့ဖြစ်ခဲ့တာပေါ့နော်မင်းစပြီးတော့ဒီနွားနို့ကလေးတွေစရောင်းတာ Facebook မှာစပြီးတော့ရောင်းတော့နွားနို့ကလေးတွေကို line ပေါ်မှာရောင်းတဲ့လူတယောက်တွေ့တယ်မျိုးသမီးတယောက်ကရောင်းတယ်အဲ့တော့မမြငငယ်လုံးကြီးကတခါပဲစားဘူးလေအဲ့နွားနို့ကလေးဆိုတာငယ်ဘဝအမှတ်တရကိုတတိယပြောဟဲငါတို့ငယ်တော့အမေကြီးကြီးဝူတဲ့ဟာလေအလွယ်တကူဘယ်မှမဝယ်လို့မရဘူးကျန် Facebook ပေါ်မှာငါတွေ့တယ်ဆိုပြသူ့အိမ်အိမ်နေရောက်မူညာကြီးမှုချုပ်ကြီးတွားဝယ်စားတွားဝယ်စားတော့သူ့အိမ်မှာ နောက်ဆုံးတခဲပဲကျန်တယ်အဲ့တခဲလေးပဲမြို့ရောင်းပြလိုက်တယ်ညာရင်ချင်းကြော်စားတယ်ကြော်စားရင်းနဲ့မှအားမရဘူးအရင်စားကျင်တာမရဘူးဘာမှမလဲရှာလို့မရဘူးသူ့တစ်ခုလည်းရတော့အဲ့သူ့ page တည်းကိုဝင်ကြည့်ရင်တူက နဲ့ရွာတရွာမှာရွာတရွာယူတယ်ဆိုတာကိုသိသွားတော့အဲ့ရွာကိုအခြေဆက်လို့အဲ့ရွာနေပြီးတော့အားရပါရအများကြီးမာချပလိုက်တာမာချပြီးကိုဝယ်စားဝယ်စားပြီးကိုကတယောက်တည်းစားတော့မကုန်မကုန်တဲ့ခါကျတော့အများသူငါမြင်အောင်ပေါ့နော်မြင်တော့ဒါလေးကိုကျမတို့နေရတော့ဝယ်လိုက်တယ်ကျမမကုန်ဘူးပေါ့နော်ကျမတို့စားကျင်တဲ့လူကြီးချင်းကျမပြန်ပြီးဝင်းခါပြီးတော့ရောင်းကျင်တယ်ဆိုအဲ့မှာတအားရောင်းအားတက်ခဲ့တာအဲ့ချိန်မှာသိသွားတာမတ်ကတ်ကိုပေါ့နော်အော် online လောကမှာဒီလိုလုပ်လို့ရပါလား လာဒီတနေတကြီးရပစ္စည်းကိုသူတို့ကဈေးကြည့်ရင်ကြီးပါစေကို့လိုပဲဟလာငယ်ဘုံအမတ်တရားကြောင့်မလို့စားကျင်နေဆိုရဲ့အစားအသောက်ကလေးအဲ့အားကြောင့်မလို့ရောင်းပြစ်ခဲ့တာပေါ့နော်အဲ့လိုအမတ်တရားကြီးအများကြီးရှိမမြလမ်းပြီးဈေးတရားနေစားလေမင်းတို့စားဈေးရောင်းတော့လမ်းပြီးမှာဈေးမန်းလေးနဲ့စားရောင်းတယ်အဓိကအကြောင်းကတော့နှိမ့်တာပေါ့လူတွေကလူတွေရဲ့အထင်သေးမြင်သေးရဲ့အကြည့်ကြီးလူတွေရဲ့အဓိကတော့ကိုနဲ့ရင်းနေရဲ့မိတ်ဆွေပေါင်းတဲ့နေရာဈေးဆယ်ဆိုတာနဲ့ကိုအထင်မြင်သေးပြီကိုကလူငယ်ဖြစ်တယ် ဒီကပညာရေးဒပိုင်းဒစားနဲ့ကြောင်းထွက်ထားတဲ့လူဖြစ်တယ်ဆိုတော့ကိုယ့်ထက်ပညာရေးတာတဲ့လူတွေဟလာနေပဲတီးတီးမှာအောင်မြင်နေတဲ့လူတွေကကိုယ်နှိမ်ချပြီးတော့မျိုးမျိုးဆက်ဆံကြတာပေါ့အဲ့ဆက်ဆံမှုတွေကိုပဲဒါကွန်မူတီယူရပါပေါ့ငါတနည်းဘာဆိုတာမျိုးဖြစ်မှသူတို့ကအဲ့အမြင်မျိုးပြောင်းမှာပေါ့အဲ့တော့ငါမဖြစ်မနေစူးစမ်းရမယ်ဆိုစိတ်နဲ့ပဲပြန်ထားတာအောင်မြင်မှမလားလို့တော့မတွေ့ဘူးမအောင်အောင်မြင်အောင်လုပ်မယ်လို့ပဲတွေ့ဘူးလားမအောင်မြင်လဲဘာမှမဖြစ်ဘူးလို့ယောက်ျားအမြင်နဲ့မော်တီဗီရပေါ့ ဲ့တော့အမြဲအောင်မြင်အောင်လို့စူးစမ်းမယ်ဆိုစိတ်ပြည့်ကြီးရယ်အရန်ပြောပါဘောထိပောက်တယ်လို့ပဲအဲ့ဒါကလည်းချင်းချက်ကအရန်များခဲ့တယ်ဝုန်းဆိုပြီးတော့ထားပောက်တာဘလို့ပောက်တာလဲဆိုဘဝရဲ့အမှတ်တရအမှတ်တိုင်အစားမှာမြင်းသမီးဘေဘီမောင်ကကိုစားကိုစားရောင်းတဲ့ product ကိုကြော်ညာပေးရဟိုမက်ဆေ့ချာမှာဈေးဝယ်သူတယောက်လာဖို့ရေကိုတဏီတာလုံးကုံအောင်ထိုင်ဆောက်ခဲ့ရနေအများကြီးရှိပြီမဲ့မြင်းသမီးလဲကြုံလဲကြညာပြီးတော့စားလဲဖြည့်မနေဘူးဖုန်းကင်ပြီးရဖုန်းအဟောင်းတွေပါဟန်းသွားတယ်စားအဝင်များလို့ ိုရာကြီးဆိုပပဆက်ဆက်တက်တာတညာလုံးမအိတ်ခင်းနဲ့အိတ်စာတွေကိုထိုင်ပြန်တာအဲ့ဒါအမှတ်တရပဲတအားပြောခဲ့ရာထိပေါက်တယ်လို့ဒီမင်းတို့နေတဲ့လမ်းရဲ့ထိတ်ကလေးမှာစိုင်ကန်းလေးကြီးရှိတယ်ပေါ့နော်ဒါအိတ်စီပင်ကနေဖွင့်တဲ့စိုင်ကန်းလေးတွေမှာစိုင်ကန်းနေရာလေးစတည်ရေပေါ့နော်စတည်ရေ TNC အွန်လိုင်း shop ဆိုပြီးတော့စလုပ်ခဲ့ရပေါ့အဲ့တော့ကတော့မင်းတို့ကအများကြီးကြီးတဲ့ကြီးအောင်လို့မဟုတ်ပဲနဲ့အထိုင်သဘောမျိုးလေးဖြစ်အောင်လို့မင်းတို့စခဲ့တယ်ပေါ့နော်အများဆုံးကတော့ထောဘက်ကောင်ကြီးဘိမ့်မို့တို့အပြီးလို့ရှိရင် ာလူကြော်ပေါ့နော်အာလူကြော်မြင်ဒီအဓိက main ပစ္စည်းပေါ့အာလူကြော်ရှိမယ်ကောင်းကင်းပိတ်မှုရှိမယ်ပြီးရင်အမင်းတို့ခုလက်ရှိလက်တလော trend ဖြစ်နေရဲ့ချက်ချက်တော့မာလာတို့ဝက်ခေါက်မာလာတို့အမဲခေါက်မာလာတို့အဲ့ဒါကြီးလည်းမင်းတို့ရောင်းနေရပေါ့အဲ့ဒါကြီးတော့ trend ဖြစ်ဆုံးဆိုင်အားလုံး15ဆိုင်ပေါ့တကယ် online shop ဆက်လုပ်တဲ့ဒါခွနှစ်နှစ်ပေါ့နော်တကယ်တမ်းအောင်မြင်ခဲ့တာနှစ်နှစ်အတွင်းပေါ့ဆိုင်ကိုအကောင့်ထဲပေါ်ပြတာဆိုလို့ရှိရင်တော့အခုလက်ရှိဆိုလို့ရှိရင်တော့ဒါ3လအတွင်းနဲ့ရှိသေးရပေါ့3လအတွင်း15ဆိုင်ဖွင့်ခဲ့ရပေါ့အဓိကရော ကိုယ်ယုံကြည်ရေးလူတွေများလာတာပဲလမ်းမင်းစည်းတဲ့ဘဝမှာဘယ်သူမှမယုံကြည်ဘူးဆိုတော့ဘဝတွေဖြစ်ကျော်လာပြီးအဓိကလူတွေရဲ့ယုံကြည်မှုကတိတ်ကိုတတ်မှုရှိရဲလို့သိလာရဲ့တနေ့ကြတော့အဲ့ယုံကြည်မှုရအောင်ယူရပါတော့။ဘာတွေနဲ့ယူရလဲဆိုတော့ငွေကြီးရင်းနေတော့မဟုတ်ဘူး။စိတ်နဲ့ပဲပေါ့။ကိုကကိုနဲ့ဒန်းတူဖြစ်မဲ့လူမျိုးတွေကို motivation ပေးတယ်။အင်ရှင်မတွေအဓိက target ကမင်းမိုက်ကလေးရဲ့ target ကအင်ရှင်မတွေပဲ။အိမ်မနေင်းနဲ့ဝင်ဝင်တခုရအောင်ရအောင် အဲ့ဒီကနေပြီးတော့မှအင်ရှင်မတွေကိုလက်တွဲခေါ်တယ်။အဓိကတော့စိတ်ခွန်အားပဲပေါ့။မင်းကသူများကိုပြန်ပြီးတော့စိတ်ခွန်အားပေးတတ်တယ်။အဲ့မှာစပြီးတော့ယုံကြည်မှုတွေနဲ့မင်းကိုလာလက်တွဲလူတွေများလာ။အဓိကတော့မင်းတို့ကလေ customer ရဲ့ feedback ကိုပဲပြန်နားထောင်တာပေါ့နော်။အဖက်ဘက်မှာမပြည့်စုံတဲ့ຢာရင်အများကြီးရှိရပေါ့နော်။မင်းတို့ဆိုလို့ရှိရင်လည်းဒါ land base ဈေးတဲ့ဘဝကနေဒီဘဝထိရောက်လာတဲ့လူတွေရဲ့လိုအပ်ချက်ကိုတရားခိုင်းလို့မဖြည့်ဆည်းပေးနိုင်ဘူးပေါ့နော်။ အဖြေကြီးပေးနိုင်ဘူးဒါပေမဲ့လိုအပ်ချက်တွေရှိလာခဲ့လို့ကို product ကိုသူတို့ကစားသုံးတဲ့နေရာမှာမင်းဒါလေးကတော့သူကမြစ်တာတက်ခံနဲ့လာပြောရလို့အများကြီးရှိရပါတော့ဒါတရားခံတို့မှာငါ50ရာခံတို့ကတော့ကို့ကိုချစ်လို့ပဲဒီနေရာဒီတွန်းတင်ခဲ့ပေးပြီပေါ့နော်ဒီပြဿနာတွေကပဲကို့ကိုပြုပြင်ပေးရမှားနေမှန်အောင်လက်ရာတွေလွှဲနေတဲ့သွားအောင်အဲ့လူတွေကပဲပြန်ပြီးတော့ဒါ ဟိုကအဲ့တော့ customer ရဲ့ feedback ဒီအရေးကြီးဆုံးပဲ customer ကဒါလေးပြင်လိုက်တမိဒါလေးကတော့ပိုကောင်းမယ်လို့ပြောသမျှအားလုံးလိုက်ပြင်ရင်ပြုတ်ပြင်ရင်မြန်မာဘိုက်ကလေးဆိုတာတစင်ရင်တစင်ရင်အပေါ်ဆုံးကိုတက်လာအဲ့လိုမျိုးလေးပေါ့လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာကိုချင်းစာတွေရပါကိုပေးလိုက်တဲ့ product တကူသူတပတ်သားကစိတ်နဲ့တက်သွားလို့ပြုံးနေရဲ့ပြုံးလေးတွေအဲ့ဒါလေးတွေပေါ့ကိုကကို့ကိုပေးလိုက်တဲ့ပတ်စံနဲ့တန်အောင်ပြန်ပေးမယ်ဆိုရည်ရွယ်ပြီးတော့စူးစမ်းရင်အောင်မြင်မယ်အဲ့လိုပဲပေါ့ဘယ်အရာပဲဖြစ်ဖြစ်ကို့ကိုလာလက်တွဲတဲ့လူတွေရှိခဲ့ရင်တောင်မှ ကိုပေးလိုက်တဲ့မေတ္တာတရားသူ့အတွက်အေးချမ်းသွားရည်ဆိုကိုအောင်မြင်တာပဲလေအဲ့တော့အရာရာတော့ကိုမေတ္တာတရားနဲ့ပဲဆက်ဆံအလုံးလုံးရင်လည်းမေတ္တာတရားနဲ့ပဲလုပ်တယ်အဲ့ဒါဆိုလို့ရှိရင်အောင်မြင်နေတာပဲတကုမဲပြောချင်တာပါကဘာကြီးကိုရွာကြီးလိုမြင်တတ်တဲ့တဏိကြလို့ရှိရင်အောင်မြင်ပါပြီအဲ့ဒါဘာလဲဆိုတော့ social media ခက်မှာလူတိုင်းအောင်မြင်နိုင်တယ်ချမ်းသာစရာမလိုဘူးငွေကြေးပြည့်စုံစရာမလိုဘူးပြီးတော့ပညာတတ်စရာမလိုဘူးမအားလို့လည်းပညာရေးဒီဇိုင်းဒီဇိုင်းဒီဇိုင်းနဲ့ထွက်ခဲ့တာ အဓိကကဘာကြီးကိုရွာကြီးလိုမြင်ရမယ်ဆိုတာဆိုရှယ်မီဒီယာခက်မှာကဘာလုံးတစ်လုံးလုံးမြင်နိုင်အောင်လို့ပြနေနေနေရတနေရပဲရှိရအဲ့ဒါဆိုရှယ်မီဒီယာပါကိုယ့်ရဲ့ပညာရဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုံနိုင်စွမ်းပဲဖြစ်ဖြစ်ကိုဘာပဲတက်တာတက်တာကိုယ့်ရဲ့ပညာကိုရှယ်ရင်းလုပ်ပါကဘာကြီးတကဘာလုံးကသိနိုင်အောင်ပြပါချပြပါဒါဆိုရင်ကိုကအောင်မြင်တဲ့လူတယောက်ဖြစ်ကိုဖြစ်မှာပါရက်ွက်ထဲကဆရာဝန်လေးရတယ် တိုက်တီအများကြီးစောက်ပြီးတော့မှတကယ်ကိုအောင်မြင်ကြောကြားနာမည်ကြီးဒိတ်တိကျေးဆရာဝန်ကြီးဖြစ်သွားနိုင်တယ်လို့ဒါကပညာတတ်တဲ့အတိုင်းဝိုင်းမှာဆိုရင်ပညာမတတ်တဲ့လမ်းပီးစည်းတဲ့ကျွန်မတို့လိုမျိုးအခုလောလောဆယ်ရှိနေတဲ့ဆယ်လီတွေအများကြီးရှိတယ်လမ်းပီးစည်းတဲ့ဘဝလေးရနေမှအောင်မြင်ကြီးကျယ်တဲ့လုပ်ငန်းရှင်တွေဖြစ်သွားအောင်လုပ်နိုင်ပေးနိုင်တာလေအဲ့ဆိုရှယ်မီဒီယာအင်အားကြောင့်ပဲအဲ့ကြောင့်လူငယ်တွေအားလုံးပြောချင်တာလေဆိုရှယ်မီဒီယာကိုကောင်းမွန်စွာအသုံးချတတ်ပါကဘာကြီးကိုယွာကြီးလိုမြင်အောင်မြင်နိုင်အောင်ကြည့်ပါ အဲ့ရွာလေးကိုပဲကိုကချပြအောင်ပါအဲ့ဒါကြောင့်မကြောက်ပါနဲ့လို့ပြောချင်တယ်။ဘာပြောချင်လဲဆိုတော့ထမင်းရှင်နေပါရှင်။ထမင်းရှင်ဆယ်ဆယ်ကလေးတွေကတကယ်နားထောင်လို့ရင်ထဲမှာနွေးစီရေပေါ့နော်။စားလိုက်တဲ့ထမင်းတလုတ်စီတိုင်းမှာဒါဒီလူတွေရဲ့သူတို့တဏိတာရှာဖွေထားတဲ့မြချွင်းနေစာတွေကနေကိုကိုအားပေးထားတဲ့အရာတွေပေါ့။အဲ့တော့ဒါကျေးဇူးရှင်နေပေါ့နော်။ကျေးဇူးရှင်တွေကိုအမြဲတမ်းယေသနာသုံးပါးနဲ့ဒန်းတူထားပြီးတော့အမြဲတမ်းမေတ္တာပို့တာရေပေါ့နော်ကျေးဇူးလည်းတင်ပါတယ်ဘယ်တော့မှလည်းကျေးဇူးမကမ်းပါဘူးပေါ့နော် ဲ့ဒီလူတွေအတွက်ပဲအများရန်စိတ်ရောကိုရောညစ်ပြီးတော့ဒီအလုပ်ကိုရူးရူးတွတ်တွတ်နဲ့ပေါ့နော်စူးစမ်းပြီးတော့ထပ် ပြီးတော့လည်းအစ်စ်အစ်တွေချပြပြီးတော့မှအကောင်းမွန်ဆုံးဖြစ်အောင်လို့စူးစမ်းသွားပါမယ်လို့နော်ကျေးဇူးလေးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့